Hello guys, Stone X မှာကျေးဇူးပါတယ်။ခေါင်းမမီးတွေတောင်းနေပြီးတော့နတ်ဆိုးအတွက်ဝိညာဉ်တွေစူဆောင်းပေးနေရဆိုတော့ Ghost Rider ဒီ Raider အများစုအတွက်ငငယ်ကကြီးခဲ့ဖို့တမရတယ်မှာပထမအဆုံးကြိုက်မိမဲ့ Anti Hero လို့ပြောရင်မမှားပါဘူး။ဒါပေမဲ့အခုလိုမျိုးနာမည်ကြီး character တခုတည်း MCU Marvel ကရုပ်ရှင်လောကမှာအအောင်မြင်ဆုံးဖြစ်ခဲ့တဲ့လွန်ခဲ့တဲ့10နှစ်ကျော်15နှစ်ကျော်တတန်းကြီးမှာဘာကြောင့်ရုပ်ရှင်တခု show တခုမထွက်ခဲ့လဲဆိုတာကစိတ်ဝင်စားစရာမေးခွန်းတခုဖြစ်နေမှာအသေးအချာပါပဲ။တကယ်တော့ Marvel မှာဆိုရင်တိတ်တိတ်လေး Ghost Rider တစ်ကောင်ရှိနေခဲ့တယ်။နာမည်ကြီး ီးရုပ်ရှင်တွေဖြစ်တဲ့ Multiverse of Madness နဲ့ Deadpool 3ရုပ်ရှင်တွေမှာဆိုရင် Ghost Rider ဒီပါဝင်ဖို့အထူးဖြစ်ခဲ့တယ်။ဒါပေမဲ့ဘာကြောင့်မပါဝင်ခဲ့တာလဲဆိုတဲ့အကြောင်းပြချက်တွေနဲ့အတူယမန်နေ့ Comic Con ပွဲမှာ Marvel ကနေပြီးတော့ညင်ညာခဲ့တဲ့အချက်အလက်တွေအရ Ghost Rider ကို officially ဘယ်ရုပ်ရှင်မှာအမြန်ဆုံးစပြီးတော့မြင်ရနိုင်မလဲ။ဘလို့တရုပ်ဆောင်တွေရွေးချယ်ထားလဲဆိုတာကိုဒီဗီဒီယိုမှာရှင်းပြပေးသွားမှာဖြစ်ပါတယ်။ဆိုမူလအရင်အချိန်တွေတုန်းကဆိုရင် Spider-Man လိုမျိုးပဲ Ghost Rider အတွက် right တွေကိုလည်း Sony ကပဲပိုင်ဆိုင်ထားခြင်းမှာဒါကြောင့် Shane Nicholas Cage ရဲ့ Ghost Rider ရုပ်ရှင်တွေ ကို Sony Columbia ကနေပြီးတော့ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါတယ်။ဒါ့ပေမဲ့ဒုတိယမြောက်ရုပ်ရှင်အပီးရုပ်ရှင်က Titan တလောက်အောင်မြင်မှုကိုမရခဲ့တဲ့အခါစာချုပ်သက်တမ်းကုန်သွားတဲ့အခါမှာတော့ Marvel D 2016မှာသူတို့ကိုယ်ပိုင် Ghost Rider version ကို TV show version အနေနဲ့စတင်မိတ်ဆက်လာတယ်။ဒီချိန်က MCU ရဲ့ပထမအဦးဆုံး TV show လို့ပြောလို့ရတဲ့ Agents of Shield MCU က Nick Fury ဦးစီးနေတဲ့ရှီးအဖွဲ့အစည်းမှာ Agent များဆိုတဲ့ show ဒီ season 9ခု အထိထွက်ခဲ့ပါတယ်။ show ကရှီလာရာနဲ့အမြတ် MCU နဲ့ချိတ်ဆက်ဖို့အခက်အခဲရှိလာ ာတွေကြိုက်တဲ့လူမကြိုက်တဲ့လူဆိုပြီးတော့ क्वे လာကြတာတွေဖြစ်တဲ့ အခါမှာ Agents of GD MCU ကိုအခြေပြုပြီးတော့ဖြစ်တည်ခဲ့တဲ့ MCU နဲ့အနီးစပ်ဆုံးတူတဲ့ Universe ဆိုပြီးတော့ क्वे ထွက်သွားခဲ့တယ်။ဥပမာ Agents of SHIELD မှာဆိုရင် Avengers ရုပ်ရှင်မှာ Loki တပ်ပစ်ခဲ့တဲ့ Agent Coulson ကပြန်ပြီးတော့အသက်ရှင်လာခဲ့တယ်။ And obviously character များစွာပါဝင်တဲ့ထဲမှာမှာ Season 4မှာဆိုရင် Robbie Reyes ရဲ့ Ghost Rider version ကိုထည့်သွင်းခဲ့ပါတယ်။သူရဲ့ Ghost Rider ကကားမောင်းနဲ့ခစ်ဆန်နေဆိုပြီးတော့ပြောလို့ရတယ်။ Change Joe နဲ့ Portal ဖွင့်ပြတဲ့အထီးတွေပါကြံခဲ့ ခဲ့တာကြောင့် Titan Lock Breaker အကြိုက်လဲတွေ့ခဲ့တာကြောင့်ကိုပိုင် show တစ်ခုအထိထုတ်ဖို့ကိုပါတဆုံးပြင်ဆင်ခဲ့ပါတယ်ဒီတော့ shooting ရိုက်ကွင်းလဲပြင်ဆင်ပြီးပြီးဝစ်ဆောင်တရုတ်ဆောင် director အကောင့်အစင်သင်းဖြစ်သွားတဲ့အခါကြမှာ Kevin Feige ဒီ Disney Plus နဲ့သွားမဲ့လမ်းကြောင်းတွေကြောင့်သူတို့သွားမဲ့လမ်းကြောင်းအစ်စ်ကိုပို့ပြီးတော့ဦးစားပေးရမယ်လို့ဆိုရင်2019မှာအရာအားလုံးကိုရပ်တန့်ပြစ်လိုက်ပါတယ်ထို့အချိန်တည်းက Robbie ရဲ့ Ghost Rider ကလည်းအပြီးပျောက်ကွယ်သွားပါတယ် and 2023လောက်အရောက် Doctor Strange 2 Multiverse of Madness ရုပ်ရှင်ရိုက်ကူးဖို့ တွက်ဖြစ်လာခဲ့တဲ့အခါမှာလေ Multiverse ရုပ်ရှင်ဖြစ်တဲ့အတွက် Ghost Rider version တမျိုးမျိုးပါဝင်မလားအခုန Robbie Reyes ရဲ့ version ပါဝင်မလား Nicolas Cage ရဲ့ Johnny Blaze version ပါဝင်မလားဆိုပြီးတော့အကြီးအကျယ် rumor တွေထွက်ခဲ့ကြပါသေးတယ်။ဘယ်သရုပ်ဆောင် Nicolas Cage ကိုယ်တိုင်ကပါဝင်မှာမဟုတ်ဘူးဆိုပြီးတော့ငြင်းဆန်ခဲ့တယ်လို့တကယ်တမ်းရုပ်ရှင်မှာဆိုရင် Inhuman တွေက Bodega Bodega တာပါဝင်ခဲ့ပါတယ်။ Like a Bodega Hit a guy hit it there and sapi 2023မှာဆိုရင်လည်း deadpool 3ရုပ်ရှင်ရိုက်ကြတဲ့အခါမှာ ryan renos ဒီ hoshi ke က wesley snipes ရဲ့ blade ကိုပါသွားပြီးတော့မလာခဲ့တယ်လို့မျိုး nicolas cage ရဲ့ ghost rider ben affleck ရဲ့ daredevil တို့ကိုလည်းထည့်သွင်းဖို့အတွက်မရမကကြိုးစားကြည့်ခဲ့ပါသေးတယ် concept art တောင်မှထွက်ခဲ့တာရှိပါတယ် daredevil အတွက်ကတော့ maybe တရုတ်ဆောင် ben affleck ကစိတ်ဝင်စားတော့တာကြောင့်ဖြစ်နိုင်တယ်တကယ်တမ်းရုပ်ရှင်ဖြစ်လာတဲ့အခါမှာတော့အဲ့ဒီ daredevil universe က electra ပါဝင်ခဲ့ပြီးတော့ daredevil ကိုတော့နာမည်မှန်ရှင်းကျင်းတာပြုလုပ်နိုင်ခဲ့ပါတယ် ghost rider ကို ထည့်သွင်းမှုအတွက်ကတော့သူဒီ legal issue တွေဆိုတဲ့ပိုင်ဆိုင်မှုပိုင်ဆိုင်ရာကိစ္စတွေယူသုံးခွင့်ပြုမပြုဆိုတဲ့ကိစ္စတွေကြောင့်လက်လျှော့လိုက်ရပါတယ်ဆိုပြီး Van Renos ကိုယ်တိုင်ကမီဒီယာကိုဖြေကြားခဲ့ပူပါတယ် Bad Ghost Rider အတွက် Kevin Feige နဲ့ Marvel မှာက plan လုံးဝမရှိတာမျိုးမဟုတ်ပါဘူးသူတို့က simply Blade လိုပဲအချိန်သင်းအခါသင်းကိုစောင့်ရင်းစောင့်ရင်းနဲ့ကြံ့ကြာနေတယ်ဆိုပြီးတော့ပြောရမှာပါပဲ Marvel ဒီကြားထဲမှာ Hawkeye တို့ Miss Marvel တို့ကိုရိုက်ပြီးတော့ Young Avengers အဖွဲ့ဆိုတာကိုစီစဉ်ခဲ့တော့က Midnight Sun ဆိုတဲ့ Supernatural အဖွဲ့ကိုလည်းစီစဉ်ခဲ့ပါ ယ် Marvel ဒီကမောက်ကမတွေဒါမှဖြစ်သွားခင် Ghost Rider ပါဝင်မဲ့ Midnight Suns အဖွဲ့ကအခုဆိုရင်အစင်းသင်းအောင်ဖြစ်နေပြီကြည်တော်ကြည်ပီနေပြီလို့ပြောလို့ရပါတယ်အဲဒီတော့က Miss Marvel တို့နဲ့အတူပူတွဲပြီးတော့ထွက်လာခဲ့ရမယ် Iron Heart Show မှာဆိုရင် Mephisto ကိုစပြီးတော့မိတ်ဆက်ပေးမယ် Supernatural Side ဆိုပြီးတော့ကွဲထွက်သွားလိမ့်မယ်အဲဒီ Mephisto ကိုခြားဖို့အတွက် Supernatural Character တွေဆိုပြီးတော့တီတက် Show တွေထွက်ထားပြီးသားဖြစ်တဲ့ Moon Knight ရဲ့ Werewolf by Night ရဲ့တစ်ဖက်မှာဆိုရင် Eternals Credit စင်မှာမိတ်ဆက်ပေးခဲ့တဲ့ Black Knight ရဲ့ Blade ရဲ့ and Blade ကပဲထပ်ပြီးတော့ လူစုပြီးတော့ခေါ်လာမဲ့ Ghost Rider ရဲ့ဆိုပြီးတော့ Midnight Suns အဖွဲ့ Supernatural အဖွဲ့တိစောက်ဖို့အတွက်ရည်ရွယ်ထားခြင်းဖြစ်ပါတယ်။ဘယ်သူတို့က Ghost Rider မပြောနဲ့ Ghost Rider ကိုခေါ်လာမဲ့ Blade ကိုတော့မှဆွဲမခေါ်နိုင်ခဲ့ဘူး။အချိန်တင်အခါတင်ကိုစောင့်ရင်းနဲ့2026ကိုတော့မှရောက်လာခဲ့ပါပြီ။ Kevin Feige ကိုဘာကြောင့် Ghost Rider ကိုဖိတ်ကားပြင်ဖို့မှမတင်သေးတာလဲဆိုပြီးတော့မေးမြန်းတဲ့အခါမှာသူဒီ legal issue တွေကြောင့်ရဲ့ပတ်စံကိစ္စကြောင့်ရဲ့ဆိုပြီးတော့ပြန်ဖြေခဲ့ပါတယ်။ legal ကိစ္စတွေဆိုတာကအခုနောက်ပြောပြခဲ့တယ်လို့ Sony နဲ့ JAG ကအကြောင်းအရာတွေပဲဖြစ်ပါလိမ့်မယ်။ပတ်စံဆို ိုတာကတော့ budget ကိုပြောခြင်းဖြစ်နိုင်ပါတယ်ဟုတ်တယ်ဟုတ်ပါတယ် ghost rider လိုမျိုးဥပမာ hawk လိုမျိုးတကူလုံး CGI အသုံးပြုပြီးတော့ဖန်တီးရတဲ့ character တွေက budget အရန်စားပါတယ် by introduction မှာမရှိပဲနဲ့လူကြိုက်မကြိုက်အောင်မြင်မမြင်ဆိုတာကိုသေချာမသိပဲနဲ့ MCU မှာ show တစ်ခုစာရုပ်ရှင်တစ်ခုစာထုတ်ရိုက်ပြလိုက်ဖို့ဆိုတာကအရင်အနည်းကြီးတဲ့စွန့်စားမှုမျိုးလို့ပြောရင်မမှားပါဘူး Batman နဲ့ Comic Con ပွဲက update တဲ့တင်နေအရာဆိုရင် Avengers Doomsday Secret Wars တို့လို budget အများကြီးတုံးထားတဲ့ရုပ်ရှင်တွေမှာတော့ cameo သဘောမျိုးထဲ ဲ့တွင်ဖို့အတွက် Marvel ဒီအဆင့်တင့်ဖြစ်နေပြီဆိုပြီးတော့သိလိုက်ရတယ် Multiverse Saga လည်းဖြစ်တာကြောင့်အရင်မင်းသားမင်းသမီးတွေအရင်က X-Men တွေအရင်က character တွေကိုနောက်ဆုံးမြင်ရမယ်အခွင့်အရေးလည်းဖြစ်တာကြောင့် Nicolas Cage ရဲ့ Ghost Rider ဒီ Avengers Doomsday မဟုတ်ရင် Secret Wars မှာပါဝင်ဖို့ကတေချာတလောက်ရှိနေပြီဆိုပြီးတော့သိထားရပါတယ် Secret Wars အပြီး Reboot အပြီးမှာတော့ Marvel ဒီ Ghost Rider အတစ်ကိုတခြား character အတစ်တင်နဲ့အတူပူတွဲပြီးတော့စတင်ချပြလို့ရပြီတရုပ်ဆောင်အတွက်လည်းအငြင်းတန်းတစ်ခုခုကိုမောင်းနေတဲ့ဖြစ်လက်ရှိ Marvel နဲ့ပူ ူတွဲပြီးတော့ Star Wars project မှာလေဘောပြန်အာကာသယာဉ်ကိုမောင်းနေတဲ့ပဲ literally as Ryan Gosling က MCU မှာ Ghost Rider အနေနဲ့ cycle လာမောင်းမယ်ဆိုပြီးတော့သတင်းလေးထွက်ပေါ်နေပါတယ်ဆို Predator တို့ကရော Ghost Rider ကိုကြိုက်ကြရဲ့လား Ghost Rider မကြခင်လာတော့မယ်ဆိုတာနဲ့ Ghost Rider နေရာမှာ Ryan Gosling သာဖြစ်မယ်ဆိုရင်တဘောတူကြရဲ့လားဆိုတာတွေကို comment section မှာရေးသွားခဲ့ကြပါဦးဗီဒီယိုကိုဒီချိန်ထိကြည့်ပေးနေကြသူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုတွေမှာပဲတွေ့ကြရအောင်